ရှမ်းပြည်ကရှင်ရဲ့ကြိုးဆိုပါတယ်ဒီနေ့ရှမ်းပြည်ရုပ်ဆိုင်ကအမ်ရှမ်းပြည်ရရှိမှာကြတော့ပလာတူးလို့ခေါ်တယ်ဒါပေမဲ့ဒီကောင်ကပလာတူးမြက်ပြူပေါ့နော်မြေထောက်ပြရမယ်ရှမ်းပြည်ဒီငါ့ကိုအိုးကရှက်မလို့ရခိုင်ရခိုင်ကျက်ဟာပလာတူးအစ်စ်တော့မဟုတ်ဘူးပလာတူးအစ်စ်ကဒီလိုမျိုးမဟုတ်ဘူးရှမ်းပြည်ရရှိကကြတော့ပလာတူးလို့မခေါ်ဘူးဒီငါ့ကိုမိုးသီးလို့ခေါ်တာဒါကြတော့မှာ ဒါငမိုးသီးမြက်ပြူးလို့ခေါ်တာဒီငါဒီလိုလေးငမိုးသီးမြက်ပြူးဆိုတာဒီမှာဒီငါမှာအကျိုးအကျိုးအကျိုးလေးနာဒါပေမဲ့ဒီကောင်ကတော့ပလာတူးဟုတ်တယ်ငမိုးသီးမြက်ပြူးတော့မဟုတ်ပလာတူးငမိုးသီးမြက်ပြူးကြတော့ तू ကပလာတူးမဟုတ်ဘူးပေါ့နော်အဲ့ဒါကြတော့ဒီငါမှာအမိမှာအကျောထူထူလေးပါတယ်ဒီငါမှာလေဒီအကြီးထူထူလေးပါတယ်ပေါ့နော်ဒါကြတော့အဲ့လိုအကြီးထူထူလေးမပါဘူးဒါကပလာတူးပလာတူးဆိုလို့ရှိရင် ပလာတူးဆိုလို့ရှိရင်ဒီလိုမျိုးအကြီးအကျူကျူလေးမပါဘူးအဲပလာတူးမဟုတ်လို့ရှိရင်တော့ပါတယ်ငမိုးသီးမြပြူးဆိုရင်ပါတယ်ဒါငမိုးသီးချက်ပြီလို့ရှိရခေါ်ရရခိုင်လို့ခေါ်ရင်ငမိုးသီးမမလို့ခေါ်ရင်တော့ပလာတူးပေါ့နော်ချက်ပြီရာဒီငါ့ကိုနည်းနည်းရေခဲ့ပြောအောင်လုတ်လိုက်ပါအောင်မယ်လို့အသင်ရှင်းရေးပါညာဆေးလိုက်ပါအောင်မယ်နော်စားရီဆနွေးနေပါရင်လည်းအညီနဲ့ပြအောင်ဆေးပါပါအဲ့ဒါပြီးတော့မှငါးကလေးအိုကရှက်ပါမယ်ဟုတ်လားရှမ်းမြရတာငါပလာတူးအိုကလေးရှက်မဲ့အကြောင်းကိုပြပြတာပါ ။အမေတန့်ချင်းရေးပါ냐လုပ်ပြီးတော့ကင်လိုက်ပါဦးမယ်။ Hello အားလုံးမင်္ဂလာပါ။ရှမ်းမြေကရှင်ရကျိုးဆိုပါရယ်။ဒီနေ့ရှမ်းမြေတရုတ်ဆိုင်ကဝင်လာတဲ့ရှမ်းမြေရခိုင်လိုခေါ်ရင်တော့ငမိုးသီးပေါ့နော်။အဲပလာတူမာလိုခေါ်ရင်ပလာတူပေါ့။ငမိုးသီးနဲ့ငမိုးသီးမြပြူးနဲ့နှမျိုးကြတော့မတူ။ဒါကငမိုးသီးပေါ့နော်။ဒါပလာတူမှာကြတော့ဒီလို ဒီဘီလိုနီယာမှာအမဒီလိုနီယာမှာအကျေချူချူလေးတွေမပါဘူးဒါဆိုလို့ရှိရင်ပလာတူးခေါ်တယ်ငမိုးသီးပေါ့နော်အဲဒီနီယာမှာအကျေချူချူလေးပါတယ်ဆိုရင်တော့အဲ့ဒါငမိုးသီးမြက်ဘျူးလို့ခေါ်တယ်သူကငမိုးသီးအမျိုးအစားပဲဒါပေမဲ့သူကဒီနားမှာအကျေချူချူအခွန်ထူထူလေးပါတယ်ဒါကတော့ပလာတူးပါဒါဒါအရှင်းမလဲဟိုငားကိုအခဲမဖြောခင်တော့ဝယ်လာတော့မှရှင်းပြထားပြီးပေါ့နော်အခုလဲတာထပ်ပြီးတော့ပြော့ပြတာပါဒါကတော့ချမ်းမြေ့ ငါ့ကိုစားဆင်းရင်းငရုတ်ကောင်းနေပြီးတော့ရေခဲတစ်တားထဲမှာတညသိထားလိုက်ပါတယ်ချမ်းပြေရှက်ဖို့မအားလို့ပါအဲ့ဒါအခုတော့ချမ်းပြေဒီနေ့မှရှက်ပါမယ်လို့အဲ့ဒါနဲ့မနေ့တော့စားဆင်းရင်းနေပြီးတော့အချိန်မရှိလို့ချမ်းပြေမအားတာနဲ့မရှက်လိုက်ရဘူးပေါ့နော်အခုတော့ရှက်ပါမယ်ဒီငါ့ကချမ်းပြေကင်ပြီးသားကင်ပြီးသားပေါ့နော်ရေခဲပျော်ပြီးတာစားဆင်းရင်းနေပြီးသား400ဂရမ်ပါအဲငရုတ်သီးစိမ့်ပေါ့နော်ချမ်းပြေငရုတ်သီးစိမ့်ခဲဝင် ိမ်မှာအများအားနှိချက်ဖို့အတွက်လိုလွယ်ကူကူအစင်းတင်ကြိတ်ပြီးတော့ခဲထားတယ်ပေါ့နော်။ရှမ်းပြည်အရာကိုပဲသုံးပါတယ်လို့။ဒါငရုတ်ဒီစိမ့်ကငရုတ်ဒီဆက်ဆက်ကလေးနဲ့စမှာမို့လို့လေ။အာငရုတ်ဒီကဒါ90ဂရမ်ပါလို့ဒါရေခဲနဲ့90ဂရမ်ပေါ့နော်။ရေခဲနဲ့90ဂရမ်။ကြက်တုံလေးကတော့ပပလှီထားတယ်ဒါ60ဂရမ်ပါလို့။ဒါနန်းနန်းမင်းကတော့20ဂရမ်ပေါ့နော်ပပလှီထားတာ။စိမ့်ဆောင်ကပြရမှာပြပြကလေးဖြောထားတယ်ထမင်းစားဆုံးနှစ်စုံးပါ။ ဒါတော့မကြီးသေးအမှန်ကတော့လူတို့ဘိုးလျှော်အရှင်ကိုထဲ့ပါမယ်လို့ဆာကလည်းလူတို့ဘိုးလျှော်ထဲ့ပါမယ်ဘာဖြစ်လို့ဆိုရရှင်မြေကဆာစနွေနေပြီးတော့တိတ်ထားဆိုငါကဆာမင်းများနဲ့အညီနဲ့ပြောင်းလို့ရှင်မြေကဆာမကြီးသေးတယ်လည်းစေးထားတယ် ပြီးတော့စားနေလဲထပ်ပြီးနေပြီးတော့နှက်ထားတာဆိုတော့လေငါကနည်းနည်းတော့စားတွေဝင်နေတယ်ဆိုတော့အပေါ်အမြင်ကြီးပြီးမှထဲပါမယ်လို့စီကတော့ချမ်းမြေနည်းနည်းပဲထဲပါမယ်ချမ်းမြေတော့တော်တော်များများရခိုင်ရင်ချင်ရင်တော့လူငါလေးအိုးကတ်ချက်လို့ရှိရင်ချမ်းမြေတော့စီမထဲပဲနဲ့ချက်တာပုံများပါတယ်လို့စီကြိုက်ရင်တော့ကိုယ်စိတ်ကြိုက်စီပြန်လေးစားရင်စီမြများထဲပါချမ်းမြေကတော့စီနည်းနည်းပဲထဲပါမယ်အခုဒီပါဝင်ပစ္စည်းတွေအားလုံးကိုချမ်းမြေကအာ အကောင်လုံးတစ်ခါလဲပေါင်းပြီးတော့ထည့်ချက်မှာပါလို့ဟိုအိုကတ်ဆိုတော့ရှမ်းပြည်ငားတွေကိုလည်းမပိုင်းပါဘူးအကောင်လိုက်ကလေးစားခြင်းလို့လေရှမ်းပြည်အကောင်လိုက်ကလေးတောင်းတောင်းလေးရှက်မှာပါလို့အကောင်လိုက်တောင်းတောင်းအိုကတ်ကလေးရှက်ပါမယ်ငားလေးတွေကိုဒီလိုမျိုးလေးအိုးထဲမှာစီးထည့်ပါမယ်ရှမ်းပြည်ငားတစ်ကီလိုထုတ်ခွာလာတာဒါပေမဲ့ရှမ်းပြည်ဒီလေးကောင်ပဲတုံးနေပေါ့နော်အဲဆိုတိတ်အများကြီးဒီရှက်စရာမလိုလို့ရှမ်းပြည်ပြီးတော့ပထမဦးဆုံးစိမ်းစားငပီလေးကိုထည့်ပါမယ်စိမ်းစားငပီကနှစ်ဆုံးပါနော် ။ဟောပြီးလို့ရှိရင်တော့ချမ်းမြေဒီမှာငရုတ်ဒီစိမ့်လေးကိုထည့်ပါမယ်။ငရုတ်ဒီစိမ့်ရံဆက်တဲ့အတွက်ကြောင့်မလို့ချမ်းမြေစိမ့်စားငပီနှစ်စွန်းထည့်တာပါ။ဒါကြောင့်ငရုတ်ဒီစိမ့်လေးကိုပပလေးတွေပြီးပြီးတော့ဟိုရှိုးထည့်လဲရတယ်။ပြီးတော့နှစ်ချမ်းချမ်းပြီးတော့ရှိန်ထည့်ရင်လည်းရတယ်။ကိုယ်စိတ်ကြိုက်ပါနော်။ချမ်းမြေကတော့အိမ်မှာငရုတ်ဒီကြိတ်ပြီးသားအခဲတွေပဲရှိတာမို့လို့ထမ်းချမ်းမြေဒီကြိတ်ပြီးသားအခဲကိုသုံးတာပါလို့ အဲကြက်တုံးကလည်းကိုစိတ်ကြိုက်ပါရှမ်းမီကတော့အဲကြက်တုံးလေးနည်းနည်းထည့်ထားတယ်ပေါ့နော်ရှမ်းမီရဲ့ခိုင်မှာကြတော့တခါတလေဆိုကြက်တုံးမပါဘူးငပိရဲ့ငရုတ်သီးရဲ့စားဆနွင်းရဲ့အဲဟင်ခတ်မုံမို့ရှုံမုံကြိုက်နေစိတ်ကြိုက်ထဲ့ပါနော်အဲရှမ်းမီကတော့ဒီနေ့ကတော့ဟင်ခတ်မုံရှုံမုံမပါပါဘူးရှမ်းမီစားကိုကြတော့မြည်ပြီးမှထည့်ပါမယ်စားနည်းနည်းငပိကငါးစားနေထားတာဆိုတော့မြည်ပြီးမှထည့်ပါမယ်လို့ ဂျီဒီယာလည်းနရှင်နယ်ပြီးတော့ပြစ်ပြစ်ဂျီဒီယာအရန်ပြစ်တဲ့အခါလေအရှမ်းပြာဖြော်ပြီးသားဂျီဒီဘူးကိုဝယ်ထားတာဆိုတော့လေအရှမ်းပြည်ဒီသုံးမောက်ပဲထည့်ပါမယ်ဒါပေမဲ့ဒါရှင်းတော့ရှင်းတယ်အရှမ်းပြည်သုံးပွဲထည့်လိုက်ပါမယ်ဘာလို့လဲဆိုတော့အရှင်လိုရင်တော့ထပ်ထည့်ပါမယ်လူတို့ကိုချော်ပါအခါကလေးအရန်ရှင်းလို့ ချမ်းမြေ CEO ထမင်းစားဆုံးနှဆုံးမဲ့ထဲ့ပါမယ်။စီမင်းများကြရင်စီပြန်အိုးကစီပြန်အိုးကကြရင်တော့စီမင်းများထဲ့ပါစိတ်ကြိုက်ပါနော်။ချမ်းမြေကတော့နှဆုံးမဲ့ထဲ့ပါမယ်ထမင်းစားဆုံးနှဆုံးမဲ့သုံးပါရယ်။စီမပါဘဲနဲ့ရှယ်လဲစားလို့ကောင်းပါတယ်။ဒါပေမဲ့ရေခဲရိုက်ထားတဲ့ငါဆိုတော့ချမ်းမြေကနည်းနည်းသိအိုးစာမပြူတာနဲ့စီထည့်ပြီးချက်တာပါလို့ချမ်းမြေတို့ရခိုင်မြကြောက်တော့ငားလက်လက်ဆက်ဆက်ကလေးတွေဆိုတော့လေချမ်းမြေတို့ကဟိုအများအပြားတော့အဲ့လိုစီမပါတဲ့နဲ့ချက်တာကိုပိုကြိုက်တယ်။ငားလေးဥကချက် အဲစီလေးစီမပါဘူးပြီးရင်နာနာမင်းလေးကိုနောက်ဆုံးကြရင်နာနာမင်းလေးအုပ်ပြီးတော့လေအဲ့လိုဖြတ်တာကိုပို့ကြိုက်အခုဒီလိုမျိုးလေးချမ်းမြေကအရသာလေးတွေအကုန်လုံးပါဝင်ပစ္စည်းတွေကိုလိုလိုနဲ့နဲ့နဲ့မဲနေပြီးလို့ရှိရင်ချမ်းမြေရေမျိုးလေးရေလေးနဲ့နဲ့ထည့်ပြီးတော့အဖုံအုံပြီးပါဝင်ပစ္စည်းတွေအားလုံးနေပြီးပြီဆိုတော့ချမ်းမြေရေနဲ့နဲ့ထည့်ပြီးတော့အဖုံအုပ်ပြီးတော့ချက်ပါမယ် အနည်းရင်းနှွေးစုပြီးသားရှိတယ်ဆိုတော့ရင်းနှွေးစုပြီးသားပဲထည့်လိုက်ငါကဒီလိုမျိုးရေကိုမမြုပ်တမြုပ်ကလေးထည့်ပြီးရှမ်းပြီးအဖုံးအုပ်ပြီးရှက်မှာပါဆိုဒီရေလေးခမ်းသွားပြီဆိုဒီငါကြက်ပါငါလေးအိုကတ်စီပြန်ပေါ့ငါအိုကတ်စီပြန်ပါ အဲစီအများကြီးကြရင်တော့စိတ်ကြိုက်ပါနော်စိတ်ကြိုက်ထဲပါချမ်းပြေရတော့စီနည်းနည်းပဲထဲပါလဲငါးလေးဥပဲဟိုပလတ်တူဥကချက်တာပါချမ်းပြေချက်လိုက်ပါဦးမယ်အဲချမ်းပြေ9မိနစ်လောက်ချက်ထားတယ်ကျွန်တော်9မိနစ်လောက်ဆိုတော့လေအိုးလေးဖွင့်ပြီးရုပ်ကြီးစင်းရဲ့အနံ့ပြောက်ပြီးဆိုတော့ဒါအိုးဖွင့်ပြီးတော့နည်းနည်းအနေထားလေးကြည့်ပါတယ်ရေမခန့်ခင်အဲ့ဒါပြီးတော့ချမ်းပြေတာစားမြေးပါမယ်စားမြေးပြီးရင်တော့ချမ်းပြေဒီရေခန့်တဲ့အထိချက်ပါပါလို့ ဆိုတော့အခုဒါ8မိနစ်လောက်ချက်ထားတယ်နေထားပါမရုပ်ကြီးစိမ့်ကြီးတယ်အနှံလည်းပျောက်ကုန်ပြီဆိုတော့လေအိုးငါ့ကိုလည်းအိုးအိုးမကအောင်လို့နည်းနည်းလေးနေမလို့အိုးဖူးပြီးဆိုနည်းနည်းလို့ရပါတယ်မဟုတ်ရင်အိုးကမှာမဟုတ်ဘူးလေအိုးမကအောင်အဲ့တော့အောက်ကအိုးကိုင်းနေတဲ့အစီအစဉ်ကြော်ဒီနေ့ထားပေးတာရေခန့်အောင်တဲပါမယ်လို့ဆွေးနေအပေါ့အောင်နဲ့စမ်းနေပြီလို့ရှိရင်ဒီနေ့ထားမှာ အပေါ်ငယ်ဖမ်းမိတာလားလို့ဆရာကတော့တိတ်ကြည့်လို့ပါအောင်ဖမ်းမိတာမဲ့ငံပြားကြီးလေးနည်းနည်းလေးပဲထည့်ပါမယ်အပေါ်အရှင်ပါညာကတော့အနေတော်ပါပဲလို့ငံပြားကြီးချမ်းမြေနည်းနည်းပဲလိုက်ထည့်တာပါအပေါ်ငယ်နီးပြီးထည့်ပါလို့ဒီနေ့သားဆိုတော့ချမ်းမြေရေခန့်အောင်တဲပါတော့မယ်ခမာရေခန့်အောင်တဲလိုက်ပါဦးမယ်လို့ ယ်ရှမ်းကြီး73မိနစ်လောက်ခုနခဏမိနစ်လောက်မှ OK ပြီးတော့ໝွေတယ်အခုနောက်ထပ်9မိနစ်လောက်ချက်လိုက်တယ်ဆိုတော့73မိနစ်လောက်ချက်လိုက်ရတယ်ပေါ့နော်ဆိုတော့ဒီလိုကငါအိုးပေါ်မှာမူတည်ပြီးတော့ပေါ့နော်ဥစ္စာလို့ဒါရေအနေနဲ့ကိုမူတည်ပြီးတော့ဖြင့်ကြည့်ပါလို့လားအခုအားလုံးအနေထားတော့ချက်ပါပြီချက်နေနေနေအုပ်ပြီးတော့မြည်ပိတ်လိုက်ပါပြီ ားလေးอ่ะဒီမျိုးဝါလေးပေါ့နော်အရောင်လေးနဲ့စားကြရင်တော့ဒီလိုဒီအရောင်မုန်းကြီးနဲ့ချိန်ရင်လည်းအဲချက်နီရတော့ဒီဒီပါပဲနော်ချက်နီရတော့ဒီဟိုဝါလေးစားရင်တော့ဝါလေးချက်တာပါဒီလိုဒီအရောင်မုန်းကြီးနဲ့ချိန်ရင်လည်းကောင်းပါတယ်လို့စိတ်ကြိုက်ပါအားလုံးကျေးဇူးတင်ပါတယ်ရဲ့ရှမ်းလေးဆက်လုပ်ပြီးသွားပါပြီတို့ငားလေးရတဲ့ဒီလိုမျိုးလေးပေါ့ချက်တာရောလေးအောင်ပကံမဆန့်လို့ရှမ်းလေးသုံးကောင်ပဲပလေတင်ပြင်ပြပါရတယ်တို့ ဒီငားလေးတွေကိုအဲ့လိုမျိုးရခိုင်ဟင်းဒါရှမ်းမြေတော့ရခိုင်ဟင်းချက်တာဆိုတော့မပြိလေးပါမှငါအရသာရှိပါတယ်လို့ဘယ်လိုမျိုးသီးကိုလည်းကိုကြိုက်တယ်လို့ထဲ့ပါတခြားစားခြင်းနဲ့ရခိုင်ဟင်းတွေကိုလည်းရှိရဆိုလို့ရှိရင်ကိုမမရေးခဲ့ပေးပါရှမ်းမြေတင်တဲ့ post တွေကိုလည်းဟိုမကြမ်းကြာတွေ့အောင်လို့ခေါင်းလောင်းလေးကိုနှိပ်ပြီးတော့ရှမ်းမြေရဲ့ YouTube channel လေးကို like ပြီး subscribe လေးလုပ်ထားပြီးတော့လုပ်ထားပေးပါလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်